ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းကလင်ကြီးမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ယုံကြည်ရကြောင်းသတင်းထွက်ပေါ်လာပါတယ်။ဒီအကြောင်းကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်အရက်ပတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Su Foundation ရဲ့ကြေညာချက်မှာထည့်သွင်းဖော်ပြထားတာပါ။ Su Foundation ရဲ့ကြေညာချက်ကိုတော့ NLD အရက်သားအစိုးရလက်ထက်မှာစီးပွားရေးအကြံပေးအရာရှိဖြစ်တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသားရှောင်းတန်နက်ကလည်းလူမှုကွန်ရက်ပေါ်ပြန်ပြီးတော့ဝင်းမျှထားပါတယ်။ဒီကြီးညာချက်ထဲမှာတော့စကိုင်းငလင်ကြီးအတွင်ဒေါ်အောင်ဆန်းစုကြည်ချုပ်နှောင်ခံထားရတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သူမကိုယ်တိုင်လည်းဘယ်ဘက်လက်မှာဒဏ်ရာရခဲ့တယ်လို့သတင်းရှင်းပြတွေစီကတူညီတဲ့ထွက်ဆိုမှုတွေကိုကိုးကားဖော်ပြထားတာပါ။စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုအမှုပေါင်း16ခုနဲ့စွဲချက်တင်ပြီးထောင်ဒဏ်33နှစ်အထိချမှတ်ထားပါတယ်။နောက်ပိုင်းမှာတော့စစ်ကောင်စီက 6နှစ်ပြစ်ဒဏ်သက်တာခွင့်ပေးခဲ့တာကြောင့်လက်ရှိမှာအသက်80အရွယ်ဒေါ်အောင်ဆန်းစုကြည်ကမတရားသဖြင့်ထောင်ဒဏ်28နှစ်ကိုရင်ဆိုင်နေရပါတယ်ရှင်။